ရခိုင်ပြည်ကနေဗမာပြည်ကိုထွက်ခေါ်တဲ့အချိန်ဖန်စီထိမ့်သိမ်းခံထားရတဲ့ချင်းကြောင်သားကျောင်းသူ63ယောက်ကိုပြန်လည်လွတ်ပေးဖို့ရခိုင်မျိုးသားပွဲရှုံးအာရခတက်တော် ULEE ကိုရှင်းနိုင်ငံရေးဥဆောင်ကော်မတီ CPSC ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဒါအပြင်အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်ရေးတားမြစ်ချက်ကိုလည်းပြန်လည်ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ 2025ခုနှစ်မေလ28ရက်နေ့နေ့စွဲနဲ့ချင်းနိုင်ငံရေးဥဆောင်ကော်မတီရခိုင်ပြည်နယ်ရဲ့ထုတ်ပြန်ချက်ထဲမှာအခုလိုဖော်ပြထားတာဖြစ်ပါတယ်။တိတုံညာနေခွန်စစ်စင်ရေးအဖြစ်ရခိုင်ပြည်မှာတကြောပြန်တိုက်ပွဲဖြစ်လာပြီးရခိုင်ပြည်သူတွေအားလုံးပညာရေးဆိုင်ရာလလန်းမီခွင်၊ကျန်းမာရေးဆိုင်ရာလလန်းမီခွင်နဲ့အသံမိုးဝမ်းကြောင်းဆိုင်ရာလလန်းမီခွင်စားတဲ့အကြက်တီးတွေနဲ့ရင်ဆိုင်နေကြရမှာရခိုင်ပြည်ကချင်းလူမျိုးတွေလေးအလားတူပဲခံစားကြရတယ်လို့ဆိုပါတယ်။ မိသားစုစားဝတ်နေရတဲ့အတွက်ပြမထွက်အလုံးလုံးမင်းချင်းလူငယ်တွေနဲ့ပညာသင်ကြားဖို့တွားရောက်ကြတဲ့အသက်မပြည့်သေးတဲ့ချင်းចောင်းသားចောင်းသူ63ယောက်လောက်ကိုအီအီကဖန်စီပြီးစစ်တင်နှန်းကိုပို့ဆောင်ထားတယ်လို့မိသားစုဝင်တွေစီကနေသိရှိရကြောင်းနဲ့အဲ့ဒီလူငယ်တွေကိုပြန်လေလွတ်ပေးဖို့တိုက်တွန်းလိုပါတယ်လို့လေ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်